အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်2025ခုနှစ်မေလ24ရက်နေ့ရက်မွန်းတဲ့7နှစ်အချိန်အထိနောက်ဆုံးရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါရမယ်ကျွန်တော်ရဲ့မှာ ပြည်သူပေါင်းကိုတော်လန်နေသစ်ပါလို့နှုတ်ခွဆက်တာပါတယ်ခင်ဗျာအဲ့တော့ဒီကနေ့မနေ့မှာထူးထူးခြားခြားတွေ့ရတဲ့သတင်းဖြစ်စဉ်တွေတဲကစကမ်းသိန်းသတင်းကိုစပြီးတော့ပြောချင်ပါတယ်ဒါကတော့ထိုင်းမြန်မာနယ်စပ်မှာအင်အားတရာဝန်းကျင်လောက်နဲ့တက်ဆွဲထားတဲ့အကြမ်းဖက်ဆက်ရှုံးကောင်စီတက်ရဲ့ဗလက်တူတက်စကမ်းကို KNU ပါဝင်တော်လှန်ရေးတပ်ပေါင်းစုက အပိသက်သိမ့်ပတ်ရရှိလိုက်ပြီဖြစ်ပါတယ်အဲ့တော့လက်နက်ခဲယမ်းတွေလည်းလက်နက်အမျိုးအစားစုံလင်စွာယာကနန်းတွေပါရရှိပြီးတော့ခဲယမ်းတွေလည်းမြောင်များစွာရရှိပါတယ်အဲ့တော့ဆက်ရှုံးကောင်စီတပ်ဖွဲ့တပ်သားတွေကတော့ထုံးစံတိုင်းပါပဲတနက်ဖောက်တန်လေးကြာပြီဆိုလို့ရှိရင်သူတို့ကိုဒီမာရသွန်ပြေးဝဲကျင်းပနေပြီးအထင်နဲ့ထိုင်းဘက်ကိုထုံးစံတိုင်းဖက်ပြေးကြတယ်လို့သိရပါတယ်ဒီသတင်းပြည်စုံကိုလည်းနားဆင်ရမှာပါ နောက်တဲ့သတင်းကတော့မင်းကြီးမြို့နယ်မှာရှိတဲ့ကျေးရွာနှစ်ရွာကိုအကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ကလေးငယ်အသက်၅နှစ်အရွယ်ကလေးငယ်လေးတွေအပါအဝင်ပြည်သူ၁၀အထိတေဆုံးခဲ့ရတယ်လို့သိရပါတယ်ဒီသတင်းကြောင်းရကိုလည်းနားဆင်ရမှာပါခင်ဗျာနောက်ထပ်သတင်းကတော့စစ်မှုထမ်းခိုင်းမှုဖမ်းရင်လွတ်သွားတဲ့လူငယ်မိသားစုစီကနေရောကြီးသိန်းတရာတောင်းတယ်လို့သိရပါတယ်အဲ့တော့ပထမဆုံး ပါတီတို့ရဲ့စခန်းသိမ်းတိုက်ပွဲအကြောင်းအရာနဲ့စတင်ကြပါတယ်။ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ထိုင်းမြန်မာနယ်သက်ဗလက်တို့ကြီးဝါနေမှာရှိတဲ့စစ်ရုံးကောင်စီတပ်စခန်းကို KNL ဦးဆောင်တဲ့ဒေါ်လန်ရေးတပ်တွေကတိုက်ခိုက်သိမ်းပိုက်ရမှာစစ်ရုံးကောင်စီတပ်ဘက်ကအများပြားထိုင်းနိုင်ငံဘက်ခြေကိုဖျက်ပြေးတင်းချောင်သွားတယ်လို့သိရပါတယ်။မေလ23ရက်နေ့ညနေ9နာရီချိန်ကစစ်ရုံးကောင်စီတပ်ရဲ့ဗလက်တို့တပ်စခန်းကို KNU တပ်မ6ဦးဆောင်တဲ့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ကပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါအဲ့တော့2022လောက်မှာဒီ Black Dose စခန်းကတော်လိုင်းတပ်ဖွဲ့တွေရဲ့လက်အောက်မှာရောက်ရှိပြီးသားစခန်းဖြစ်ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာအစမဆက်ရှုံးကောင်စီတပ်ကစစ်ကြောင်းထုတ်ပြီးတော့အဲ့ဒီနေရာဒေသတွေကိုပြန်လည်စုမိုးသွားတာပါအခု2025ခုနှစ်မှာတဖန်ပြန်ပြီးတော့အစမဆက်ရှုံးကောင်စီတပ်ရဲ့ဒီစခန်းကိုအပြီးပြတ်သိမ်းယူနိုင်ခဲ့တဲ့ ဖြစ်ရဖြစ်ပါတယ်အဲ့တော့ပုံတွေရုပ်ပုံတွေမှာကျွန်တော်တို့မြင်တွေ့ရတဲ့အတိုင်းလက်နက်တွေဆိုရင်လည်းအစုံလင် RPG တွေပါမှာ60မမ80မမနောက်တစ်ခါဒီမောင်းပြန်စစ်ရှုံးကောင်စီတပ်ဘက်က ထုတ်တဲ့တနက်တွေလည်းအစီအလူတော်ကြီးပေးကြတဲ့ပွဲပါပဲတကယ်ကို အားရဝမ်းသာစရာကောင်းတဲ့စကန်သိန်းတိုက်ပွဲဖြစ်ပါတယ်အဲ့တော့စကန်ထဲမှာလည်းတည်တဲ့စစ်သားအလောင်းတွေများတယ်လက်နက်ချတာလည်း20ဦးကျော်ရှိတယ်ထိုင်းဘက်ကိုထွက်ပြေးတာလည်း25ဦးလောက်ရှိတယ်စကန်မှာကအင်အား100လောက်တပ်ဆွဲထားတာအခုထွက်ပြေးပြီးတော့ စိုက်ပျိုးရေးအခင်းတွေထဲမှာပုံနေတဲ့ကောင်တွေလည်းရှိရှိသေးတယ်။ရှင်းလင်းရေးတွေလုံနေတော့မယ်ဆိုပြီးတော့ဒီရှေ့တန်းတော်လိုင်းရေးတရင်ရင်မြစ်ကပြောပါတယ်။အဲ့တော့တိုက်ပွဲဖြစ်ပြီဆိုရင်တော့ပြေးကြလွှားကြတာတော့စစ်ဆောင်နေနေမဟုတ်ပါဘူးစစ်ရှုံးကောင်စီတပ်သားတွေရဲ့လုပ်ရလေဖြစ်လာပါပြီ။ထိုင်းခြေဆိုင်ဒီသတင်းဌာနတစ်ခုကတော့ KNU က Black တို့စခန်းကိုသိမ်းပိုက်ပြီးတဲ့နောက်ဒေသုံးသူထွက်ပြေးသူနဲ့ဒဏ်ရာရသူစစ်သား60လောက်ရှိပြီးထွက်ပြေးလာသူတွေကတော့ထိုင်းပိုင်နက်နယ်မြေတွင်းကိုဝင်လာနိုင်ကြောင်း တင်းရေးသားဖော်ပြထားတာကိုလည်းတွေ့ရပါတယ်။အဲ့တော့ KNL မဟာမိတ်ပူပေါင်းတပ်ကချေမုန်းနိုင်ခဲ့ပြီးဖြစ်တဲ့ဒီဘလက်ဒိုစခန်းကတော့2022ခုနှစ်မတ်လ29ရက်နေ့ကတော်လိုင်းရင်တပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲတွေမှာစစ်ရှုံးကောင်စီတပ်သား60လောက်တိုက်ဆုံးခဲ့ကြောင်းစစ်ရှုံးကောင်စီကအဲ့ဒီစခန်းကိုပြန်လည်ဝင်ရောက် တက်ဆွဲပြီးတော့အထိုင်ချခဲ့ကြောင်းအခု2025ခုနှစ်မေလမှာနှစ်ကြိမ်မြောက်ပြန်လည်တိုက်ခိုက်ပြီးတော့သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။လက်တလုံးမှာတော့တေဘောဘူးရွာမှာရှိတဲ့တေဘောဘူးတက်စခန်းကို ကေနယ်လီမဟာမိတ်တပ်တွေကဆက်လက်ပိတ်ဆို့လျက်ရှိနေကြောင်းဒါ့အပြင်ဝလီစစ်ဗျူဟာကေနယ်လီစခန်းထိကပလေစခန်းဥက္ကရထစခန်းတို့ကိုလည်းကေနယ်လီမဟာမိတ်တွေကဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်လျက်ရှိနေပါတယ်အဲ့တော့နောက်ထပ်ကြံတာကတော့တီဘောဘူးနောက်တစ်ခါဝလီစစ်ဗျူဟာကေနယ်လီစခန်းထိကပလေစခန်းဥက္ကရထစခန်းဒီစခန်းတွေကိုတိမ့်ပိုက်ပြီးရင်တော့ကြာပါတယ်ထိုင်းမြန်မာနယ်စပ်ရဲ့နယ်စပ်မြင်းတစ်လျှောက်ကိုကဲနူပါဝင် တပ်ပေါင်းစုတွေကထိမ့်ချုပ်ဒိမ့်ပိုက်စိုးမိုးနိုင်တော့မှာဖြစ်ပါတယ်အဲ့တော့အခုလိုမျိုးစခန်းတွေကိုတစ်ခုပြီးတစ်ခုသိမ်းလာလိုက်တဲ့ကာလတလျှောက်မှာလဲအေဒီချင်းဖြစ်တဲ့ထိုင်းနိုင်ငံရဲ့ဆက်ဆံရေးကတော်လိုင်းရေးတပ်ဖွဲ့တွေအပေါ်မှာပို့ပြီးတော့ပြ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 ရှိလာတယ်ဆိုတဲ့အကြောင်းကိုဂန်ယူဘက်ကအရင်ရက်ကပြောဆိုတာကိုလည်းကျွန်တော်တို့ကြားသိရပြီးဖြစ်ပါတယ်အဲ့တော့နေသက်မြင်းကိုတေးကြပါတယ်ထိမ့်ချုပ်သိမ်းပိုက်ပြီးပြီဆိုရင်တော့ဒီနေဆက်ကုံသွေးရေးမြို့မြရီမြို့ ဒီဒေတာတွေအားလုံးကိုတော်လိုင်းတက်ဖွဲ့တွေကသိမ့်ပိုက်ပြီးဆိုရင်တော့သိကြပါတယ်ထိုင်းကမဖြစ်မနေဘူးတော်လိုင်းတက်ဖွဲ့တွေနဲ့ဆက်ဆံရေးပြုလုပ်ရမယ်စကားပြောရမယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရှေ့မှာလည်းမြင်တွေ့ခဲ့ဘူးပြီးသားအေကအဲ့ဒီနေသက်မြင်းတစ်ချောက်ဘင်္ဂလားဒေ့ရှ်နဲ့နေသက်မြင်းတစ်ချောက်ကနိုင်ငံတွေကိုအဲ sorry နေသက်မြင်းတစ်ချောက်ကစခန်းတွေကိုသိမ့်ပိုက်ပြီးတဲ့နောက်မှာဘင်္ဂလားဒေ့ရှ်ရဲ့အဲအိန္ဒိယဆက်ဆံရေးကဆက်ရှင်ကောင်စီနဲ့မဆက်ဆံတော့ဘဲနဲ့ အေအေနဲ့ဆက်ဆံလာတာကိုတွေ့ရတယ်လို့မျိုးပဲထိုင်းမြန်မာနယ်စပ်မှာလဲထိုင်းကစစ်ရှုံးကောင်စီနဲ့ဆက်ဆံနေတာကနေအခုဒေါ်လာရေးတက်ဖွဲ့တွေနဲ့စကားပြောလာရမယ့်အနေအထားကိုတဖြည်းဖြည်းနဲ့ရောက်ရှိလာတာဖြစ်ပါတယ်အဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကိုသွားကြမှာဒီသတင်းကတော့အကြမ်းဖက်စစ်ရှုံးကောင်စီတက်ရဲ့ပြည်သူပေါ်ကိုအဆုလိုက်အပြုံလိုက်နေတဲ့အမြတ်တက်ဖြတ်နေတဲ့သတင်းတွေတဲကအခုမင်းကင်းနယ်မှာလဲလေချောင်းတိုက်ခိုက်ပြီးတော့ကလေးငယ်တွေ၅နှစ်အရွယ်၆နှစ်အရွယ်၁၀နှစ်အရွယ်ကလေးငယ်တွေအပါအဝင် ပြီးသူ10ဦးဝင်းကျင်လောက်ကိုတတ်ဖြတ်လိုက်ကြပြန်ပါပြီဖြစ်စဉ်သေးစိတ်ကိုကျွန်တော်တို့နားဆင်အောင်ပါစကိုင်းတိုင်းမင်းကြီးမြို့နယ်တာစီရွာနဲ့မင်းစုရွာကိုအကြမ်းဖက်စစ်ရှုံးကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်အသက်9နှစ်ကနေအသက်17နှစ်အရွယ်အထိကလင်းငယ်တွေအပါအဝင်ပြီးသူ10ဦးသေဆုံးခဲ့ရပါတယ်မေလ23ရက်နေ့မနေ့ကမွန်းလွယ်2:45မိနစ်လောက်မှာတိုက်ပွဲဖြစ်ပွားတာလည်းမရှိဘဲအကြမ်းဖက်စစ်ရှုံးကောင်စီတပ်ကမင်းကြီးမြို့နယ်တာစီရွာနဲ့မင်းစုရွာကိုလေရင်နဲ့ဘုံကျဲ ိုက်ခိုက်ခဲ့တာပါအဲ့တော့ဘုံကျဲမှုမှာပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေတဲကိုလေလေရင်နဲ့ဘုံကျဲချခဲ့တာကြောင့်ထိခိုက်သေဆုံးမှုတွေများပြားခဲ့ရတာပါအကြမ်းမဆစ်ချုံးကောက်စီတက်ရဲ့လေချောင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရတဲ့ပြည်သူတွေထဲမှာအသက်9နှစ်အရွယ်မနှင်းယဒီဝင်းအသက်6နှစ်အရွယ်မောင်ဖုံးခန့်ဖြူအသက်9နှစ်အရွယ်မောင်ထက်နေကြည်နဲ့မောင်ဖြူးမင်းခတ်အသက်10နှစ်အရွယ်မဆောင်းသစင်နှွေးနဲ့မောင်ကျော်ဖြူးအောင်အသက်9နှစ်အရွယ်မဖြူးသစင်အသက်17နှစ်အရွယ်မောင်ရှင်းတက် အသက်23နှစ်အရွယ်ချစ်ဆန်းလွယ်အသက်28နှစ်အရွယ်နှင်းဤဆန်းအသက်35နှစ်အရွယ်မယင်လအသက်36နှစ်အရွယ်ဒေါ်သိန်းအသက်36နှစ်အရွယ်သိန်းလွင်ဦးအသက်38နှစ်အရွယ်ပြူးစိန်အသက်39နှစ်အရွယ်ဘိုးဦးအသက်40နှစ်အရွယ်နှင်းနုအောင်အသက်42နှစ်အရွယ်ဇော်မင်းဦးအသက်46နှစ်အရွယ်ဇော်လင်းအသက်48နှစ်အရွယ်မောင်ဆိုးအသက်84နှစ်အရွယ်ဒေါ်စိန်ကျွေတို့ပါဝင်တယ်လို့ သိရှိရပါတယ်ခင်ဗျာကလေးငယ်လေးတွေလည်းတော်တော်များပါတယ်9နှစ်6နှစ်9နှစ်10နှစ်ဒီ9နှစ်17နှစ်အရွယ်တွေဘာမှမသိသေးနဲ့မသိသေးတဲ့အပူပင်ကင်းကင်းနဲ့သူကသူအေးအေးချမ်းချမ်းနေတဲ့ကလေးငယ်လေးတွေအခုလပိုင်းအတွင်းမှာသေဆုံးခဲ့ရတာတော်တော်များပါပြီစရှုံးကောင်စီကတက်ဖြတ်နေတာချက်ကလေးငက်ကလေးလူတက်ဖြတ်နေတာတော်တော်များလာပါပြီဒါကမင်းကင်းနဲ့ပါထပ်ပြီးတော့စရှုံးကောင်စီကအစုလိုက်ပြုံလိုက်ပြည်သူလူထုကိုတက်ဖြတ်လိုက်တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်အဲ့တော့မင်းစုနဲ့တာသီရွာတွေကိုစစ်ခွေးတွေကလင်းနဲ့ဘုံကျဲတိုက်ခိုက်သွားတာတည်ဆုံမှုစင်းကပို့ပြီးတော့တိုးလာနိုင်တယ်အခုလက်ရှိစင်းကကျွန်တော်တို့အတီးပြုတ်နိုင်တာပေါ့ဆိုပြီးဒေသသတင်းရင်းမြစ်ကလည်းပြောပါတယ်အကြမ်းဖက်စစ်ရှုံးကောင်စီကမေလ6ရက်နေ့ကနေမေ31ရက်နေ့အထိတည်ရတဲ့အတိုင်းပြစ်ခတ်ရစေးရေးကြေညာခဲ့ပါတယ်ဒါပေမဲ့နိုင်ငံတော်မှာတော့အခုလိုမျိုးပြည်သူကိုကလင်းငယ်တွေကိုအမျိုးသမီးတွေတက်ကြီးရွယ်အိုတွေကိုအစုလိုက်ပြုံလိုက် တက်ဖြတ်တဲ့လုပ်ရက်တွေကိုတော့နေ့စဉ်နဲ့အမျှမပြတ်မလက်ပြုလုပ်ပြုမူနေတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့နောက်ထပ်ပြည်သူတွေရဲ့ဒုက္ခတစ်ခုကတော့စစ်မှုထမ်းတဲ့ပတ်သက်တဲ့ကိစ္စတွေပါအဲ့တော့အရာတွေတိုင်းထဲမှာပြည်သူဒုက္ခတစ်ခုကြုံတွေ့ရပါတယ်ဒါကတော့စစ်မှုထမ်းမှုဆရင်မဲပေါက်တဲ့လူငယ်ကလွတ်သွားတဲ့အခါမှာမိသားစုကိုတင်းတရာတောင်းနေဆိုတဲ့သတင်းမှာဒီသတင်းပြည်စုံကိုပြောပြချင်ပါတယ် အေရီတိုင်းကျုံပြော်မြို့နယ်မှာစစ်မှုထမ်းခိုင်းမှုဖမ်းရင်လွတ်သွားတဲ့လူငယ်မိသားစုစီကနေစစ်ရုံးကောင်စီကရောကြီးသိန်းတရာတောင်းနေပြီးအင်ကပူမြို့နယ်မှာတော့စစ်မှုထမ်းစားသေးအတွက်ဆိုပြီးတအိမ်ငွေငွေတသောကောက်ခံနေကြပါတယ်ကျုံပြော်ရှမ်းစုရက်ကွက်မှာမေ23ရက်မနေ့ကညကစစ်ရုံးကောင်စီကလူငယ်နှစ်ယောက်ကိုစစ်ရုံးကောင်စီကဝင်ရောက်ဖမ်းစီတုံးတယောက်ကထွက်ပြေးလွတ်မြောက်သွားတာကြောင့်ကြံခဲ့တဲ့မိသားစုစီကနေရောကြီးဆိုပြီးတော့ချက်သိန်းတရာတောင်းနေတယ်လို့ပြောပါတယ်ခင်ဗျာ စစ်မှုထိုင်ခိုင်းမှုအတွက်လူငယ်တွေကိုရက်ွက်ထဲထိဝင်ရောက်ဖမ်းဆီးနေတာဖြစ်ပြီးထွက်ပြေးလွတ်မြောက်သွားတဲ့မိသားစုဝင်တွေစီကနေရော်ကြေးတောင်းနေတာဖြစ်ပါတယ်။ဂျုံမြော်ဒေသခံတယောက်ကအခုလိုမျိုးပြောပြပါတယ်။ရက်ွက်အုပ်ချုပ်ရေးမှုကလည်းစစ်တပ်နဲ့ပေါင်းပြီးတော့သတင်းပေးနေတာအသက်18နှစ်ကနေအသက်35နှစ်ရှိတဲ့အိမ်တွေကိုစစ်တပ်ကလက်ညှိုးထိုးပြနေတာစစ်တပ်ကလည်းလူငယ်ရှိတဲ့အိမ်တွေကိုချောင်းနေတာညကသူတို့ဝင်ဆွဲတဲ့အိမ်နှစ်အိမ်မှာတအိမ်ကလူငယ်တအူမိသွားပြီးနောက်တအိမ်ကလူငယ်ကထွက်ပြေးသွားလို့ကြံခဲ့တဲ့မိသားစုကသိန်းတရာကျပ်ပေးရမှာဆိုပြီးတော့ အခြေအနေသေးစိတ်ကိုရှင်းပြပါတယ်ခင်ဗျာအဲ့တော့အထွေထွေအကြက်တဲဒုက္ခတွေကြားထဲမှာခေါင်းမဖော်နိုင်အောင်ဆင်းရဲဒုက္ခရောက်နေကြတဲ့ပြည်သူလူထုကိုထပ်ပြီးတော့လေဘင်းကိုနင်းမရရတာကိုညှစ်ထုတ်ဂုတ်သွေးစုံနေတဲ့အကြံဖတ်ဆက်ရှုံးကောင်စီတက်နေအပေါင်းပါလေဒီကောင်တွေလဲကျွန်တော်တို့ကတ်ဆိုင်နေတဲ့သတင်းတွေကိုခဏခဏကြားရမှာပါရေစင်ကူရင်ရေနစ်သေးတယ်တိုးတဲ့ဖြက်ချောင်းရင်မွေးကြိုက်ပြီးတော့သေးတယ်အဲ့တော့ဒုက္ခမျိုးစုံနဲ့ဒီကောင်တွေလဲတံပြန်ပြန်ပြီးတော့ တက်ရောက်ကြမှာပါဒါလောက်ပြည်သူကိုဒုက္ခအမျိုးမျိုးနီးလန့်အဖုံဖုံပေးနေကြတဲ့ကောင်းဒီအဲ့တော့ပြန်ပြီးတော့ကတ်ဆိုင်ကြတာတော့မဆမ်းပါဘူးသူတို့အလှည့်ကတော့ပြန်ပြီးတော့တနည်းမဟုတ်တနည်းပြန်ပြီးရောက်ရှိလာမှာပါဒီနေ့မနေ့ရဲ့မွန်းတဲ့ဘိုင်းနောက်ဆုံးတွေ့ရတဲ့သတင်းကမြန်မာနိုင်ငံသားကိုအောင်ကိုကိုကိုထိုင်းဆိုင်ထိုင်းစစ်တပ်ကရိုက်နှက်တပ်ဖြတ်ခဲ့မှုမှာစုံစမ်းစစ်ဆေးဖို့အတွက်ထိုင်းနိုင်ငံရှင်းနေဒီကောင်စီကအလုတ်ဖွဲ့ တရားဝင်ဖွဲ့စည်းလိုက်ပြီးတော့သိရပါဗျ။မြန်မာနိုင်ငံသားကိုအောင်ကိုကိုကို ထိုင်းစစ်သားတွေကညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ခဲ့တဲ့အမှုစုံစမ်းစစ်ဆေးနိုင်မှုထိုင်းနိုင်ငံရှစ်နေများကောင်စီအလို့ဖွဲ့ဒီ working crew တရားဝင်ဖွဲ့စည်းလိုက်ပြီးဖြစ်ကြောင်း45 right ကသတင်းထုတ်ပြန်ပြောဆိုပါတယ်။2024ခုနှစ်ဇန်နဝါရီလ12ရက်နေ့မနက်7:00နာရီလောက်မှာထိုင်းစစ်တပ်ကတပ်ဖွဲ့ဝင်၄ဦးဟာ Rank 90ဘန်းတိုင်ကျေးရွာနီး ထဆိုင်လွတ်မြို့နယ်ခွဲမဲသောခရိုင်တက်ပီနယ်အသက်30အဲ့ဒီပီနယ်မှာအသက်38နှစ်အရွယ်ကိုအောင်ကိုကိုအမည်ရှိတဲ့မြန်မာနိုင်ငံသားကိုတရားလက်လွတ်ဖမ်းဆီးခဲ့ပြီးအဲ့ဒီညနေ3နာရီလောက်မှာအောင်ကိုကိုရဲ့ပုံးပဲ့ဒဏ်ရာတွေနဲ့သွေးတွေဆွန်းပင်နေတဲ့အသက်မဲ့ခန္ဓာကိုယ်ကိုထိုင်းစစ်သားတွေကဖမ်းဆီးခဲ့တဲ့နေရာအနီးမှာရှိတဲ့မြေကြီးပေါ်မှာဒီတိုင်းပြစ်ချဆွန့်ပစ်ထားတာကိုတွေ့ရှိခဲ့ရတာလည်းဖြစ်ပါတယ်အဲ့တော့ကိုအောင်ကိုကိုဟာ ဘန်းနိုင်ငံမှာရှိတဲ့လုံခြုံရေးလှည့်ကင်းဖြစ်တဲ့ထိုင်းဘာသာစကားနဲ့ခေါ်ခေါ်တဲ့ချော်ရဘောဆိုတဲ့ဒီထိုင်းနဲ့အာနာပိုင်တွေကစီစဉ်လေ့ကျင့်သင်ကြားပေးထားတဲ့ရဲရွာလူလူအခြေပြုလုံခြုံရေးတပ်ဖွဲ့ဝင်စေနာလုံသားတအူးဖြစ်ပြီးတော့ထိုင်းစစ်သားတွေရဲ့ရိုင်းနှက်တက်ဖြတ်ခံရတဲ့ဇန်နဝါရီလ10ရက်နေ့မှာအဲ့ဒီဝစ်စုံကိုဝစ်ဆင်ထားခဲ့တာလည်းဖြစ်ပါတယ်။ထိုင်းစစ်သားလေးဦးဟာကိုအောင်ကိုကိုကိုဖမ်းဆီးပြီးဘာကြောင့်မြန်မာနိုင်ငံသားတအူးကချရဘဝစ်စုံကိုဝစ်ဆင်ထားတယ်လို့စစ်စစ်မင်းများနှင်းပန်းနှိပ်စက်တက်ပြတ်ခဲ့တာလို့သိရပါတယ်။ ကိုအောင်ကိုအားစေနလုတာတူဖြစ်ကြောင်းအခြားချော်ရဘောစေနလုတာတွေကအတီးပြုကလှုပ်ပေးဖို့ထိုင်းစစ်သားတွေကိုပြောဆိုပြီးမဲ့မလှုပ်ပေးဘဲနဲ့တစ်သားတုံးနဲ့ပြင်းပြင်းထန်ထန်ရိုက်နှိုက်ခဲ့ပြီးအဲ့ဒီဒဏ်ရာတွေကြောင့်နေရာမှာပဲလဲကျသေဆုံးခဲ့တာလည်းဖြစ်ပါတယ်အဲ့တော့တခြားနိုင်ငံတွေမှာရောက်ရှိနေရတဲ့မြန်မာနိုင်ငံသားတွေလည်းမလွယ်ပါဘူးဒုက္ခမျိုးစုံဖိနှိပ်မှုဘောင်းစုံနဲ့ရှင်သန်ရက်တည်ရတာပါခက်မသိရင်ခုလိုမျိုးတရားလက်လွတ်တက်ဖြက်ခံရနိုင်ကြလေများပါတယ် ဲ့တော့ခုကိုအောင်ကိုကိုရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အမှုမှန်နဲ့တရားမျှတမှုရရှိရေးအတွက်တော့45 right ကတောက်လျှောက်တောင်းဆိုပြီးတော့ရေးသားနေတာကိုကျွန်တော်တို့တွေ့ရတယ်။ထိုင်းဗချန်းကတာဝန်ရှိတဲ့သူတွေအနေနဲ့လဲ working group အလုပ်ကော်မတီကိုတရားဝင်ဖွဲ့စည်းလိုက်ပြီးလို့သိရတာဖြစ်တဲ့အတွက်နောက်ထပ်တရားမျှတမှုနဲ့ပတ်သက်တဲ့ကိစ္စရဲ့အကြောင်းအရာသတင်းအကြောင်းအရာတွေကိုကျွန်တော်တို့ဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်။အဲ့တော့ဒါကတော့ကျွန်တော်တို့ဒီကနေ့မနေ့ခင်းဒီကနေ့ရဲ့မွန်းတဲ့ ဆက်နှစ်နာရီပေါ့နော်မနေ့ခင်းတော့တဖြည်းဖြည်းနဲ့ကြော်လာပြီဆိုတော့မွန်းတဲ့ချိန်တော့မှဒီသတင်းကတက်မှာဆိုတော့မွန်းတဲ့ဘိုင်းမှာတွေ့ရတဲ့ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုကျွန်တော်ဝေယံကဝိုင်းတော်သားတွေနဲ့အတူစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆက်အနာရှင်စနေဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းစုပုံကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်တွေနဲ့အတူကျွန်တော်တို့နောက်ထပ်ညနေခင်းညခင်းနေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ